ဘစ်စမလ္လာဟ်ရဟ်မာနရဟီမ်အလ်ဟမ်ဒူလ illah ကျွန်တော်တို့ဥရူဒူကိုးစ်ကိုလည်းစတင်တော့မှာဖြစ်ပါတယ်အဲ့တော့တင်ခင်တာမစခင်ဆရာကဒီကိုးစ်နဲ့ပတ်သက်ပြနေငင်ပြောပြမယ်ဒီကိုးစ်ကကြတော့တခြားဥရူဒူကိုးစ်တွင်းနဲ့မတူဘာကြောင့်မတူတာလဲကျွန်တော်တို့ကိုးစ်တွင်းမှာ၄၅လ၆လတက်ပြတဲ့နောက်ပိုင်းဥရူဒူလိုစကားပြောခန့်ရင်မပြောနိုင်ဘူးစားမစီနိုင်ဘူးအဲ့ဒါဘာကြောင့်လဲကျွန်တော်တို့အတိတ်ကစာစီနီးမသိတာဆရာကဒီ အဲကုစမှာကြတော့အဓိကစာစီနီကိုပဲတင်ပေးမှာဘလို့စကားကိုဘလို့ပုံစံနဲ့ဆီရလဲရတာပဲပြောပြမှာပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့စကားလုံးတလုံးသိရင်အဲ့ဒီတလုံးနဲ့စကားဆယ်ခွန်းလောက်ပြောလို့ရတယ်နောက်တစ်ခုကကြတော့ဒီကုစကတီးတဲ့ဥရဒုအခရာတီးတဲ့သူတွေပဲတက်လို့ရတယ်လို့မဟုတ်ဘူးဥရဒုအခရာတလုံးမမတီးတဲ့သူတွေလေဒီကုစကိုလေ့လာပြီးတော့ဥရဒုလိုကောင်းကောင်းပြောတတ်လာမှာဖြစ်တယ်အင်ရှာလာဘာလို့ဆိုတော့ဘာသာစကားတစ်ခုကိုပြောဖို့အတွက်တီးဖို့အတွက်နားလည်ဖို့အတွက်အခရာကအဓိကမကြောက်ဘူး ျွန်တော်တို့ငငယ်တုန်းကနေကျွန်တော်တို့စကားပြောနေတာပဲအဲ့ဒီချိန်ကျွန်တော်တို့ဘာအခရာမှမသိဘူးဒါပေမဲ့ကျွန်တော်တို့စကားပြောလို့ပြောနိုင်တယ်နားလေလေနားလေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အိုရိုဒိုအခရာတလုံးမှမသိတဲ့သူတွေလေအိုရိုဒိုလိုစကားပြောချင်တယ်ဆိုလို့ရှိရင်အင်ရှာလာဒီကို့စ်ကိုလေ့လာရင်အဲ့ဒီလိုကအိုရိုဒိုလိုပြောတတ်လာမှာပဲအဲ့တော့နောက်တစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ဒီမြန်မာပြည်သားတွေအတွက်ဥရုဒူဘာသာစကားကိုနားလည်ရတာသင်ယူရတာတော်တော်လေးကိုလွယ်ကူတယ်။ဘာကြောင့်လွယ်ကူတာလဲ။ဒီဥရုဒူဘာသာစကားနဲ့ကျွန်တော်တို့ဗမာစကားက စားစီတဲ့နေရာမှာကိုယ်စင်ကရခိုင်လုံးလောက်တူတယ်။ဥပမာဖြင့်ကျွန်တော်တို့ဥရုတုတန်ယူနေတဲ့ဆိုတဲ့စကားမှာကျွန်တော်တို့စားစီတဲ့အခါပထမဆုံးပဲစကားလုံးကိုယူလာခဲ့လေကျွန်တော်တို့ဆိုတဲ့စကားလုံးယူလာခဲ့တယ်ဒုတိယနေရာမှာဥရုတုဘာသာစကားဆိုတဲ့စကားလုံးယူလာတယ်တတိယနေရာမှာတန်ယူနေတဲ့ဆိုတဲ့စကားလုံးအဲ့တော့ဥရုတုဘာသာစကားမှာလေဒီအတိုင်းဝစ်စီရတာကျွန်တော်တို့ဟမ်ဥရုတု Zuban အဲဥရုတုဘာသာစကားတန်ယူနေတယ်စိခရဟေဟေ အရောပေစကားလုံးကိုဘယ်နေရာမှာထားပြီးအသုံးပြုခဲ့လဲဥရုစကားမှာလေအဲ့ဒီစကားလုံးကိုအဲ့ဒီနေရာမှာပဲထဲထဲပြီးပြောင်းယုံပဲအလိုမျိုးနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်မိုင်းဂရမေဟုကျွန်တော်အိမ်မှာရှိတယ်အဲ့တော့ဒီစားကြောင့်မှာကျွန်တော်တို့စားစီတဲ့အခါပထမအဆုံးပဲစကားလုံးကိုယူလာလေကျွန်တော်ဆိုတဲ့စကားလုံးဒုတိယနေရာမှာအိမ်ဆိုတဲ့စကားလုံးတတိယနေရာမှာမာဆိုတဲ့စကားလုံးစတုဒ္ဒနေရာမှာရှိတယ်ဆိုတဲ့စကားလုံးဥရုစကားမှာလေဒီအတိုင်းပဲစီရတာကျွန်တော်မိုင်းအိမ်ဂရမာ ်မင်းရှိတယ်ဟဲ့မိုင်းဂရမေဟူကျွန်တော်အိမ်မှာရှိတယ်တဘောပေါက်ပြီနော်ပေါ်ပြီးတော့ဒီကျွန်တော်တို့ Eldag YouTube channel ကို subscribe လုပ်ပြီးတော့ဒီတန်ခမ်းသားတွေတခြားသူတွေစီလည်းရောက်အောင်ကိုလေးဆိုအပြောင်း share လုပ်ပေးဖို့တောင်းဆိုခြင်းပါတယ်နော်အဲ့တော့အခုကျွန်တော်တို့တန်ခမ်းသာစာတန်းတော်မှာဖြစ်ပါတယ်ဘစ္စမီလာရဟ်မန်ရဟိမ်ဇမာအရဇမာအရဒိတ်ဘေနန်ဇာမြာအူရူစကားမှာနန်ဇာက6လုံး9လုံးပဲရှိတာပေါ့နော်ပထမတစ်လုံးကမိုင်း ဒီဘက်မှာရူလူလိုလေးရေးပေးထားတယ်မိုင်းအတိတ်ပဲကျွန်တော်နောက်တစ်ခွကျတော့ဝဝအတိတ်ပဲသူသူသူမထိုဟာအနေကင်းပေါ့နော်အုပ်စပ်ပစ္စည်းအတွက်ရောလိုအတွက်ရောနှစ်မျိုးလုံးအတွက်သုံးတယ်နောက်တစ်ခွကျတော့ရေရေအတိတ်ပဲဒီသူဒီသူမဒီဟာဒီဟာလေးလူသားတွေအတွက်ရောအုပ်စပ်ပစ္စည်းအတွက်ရောအနေကင်းအတွက်သုံးတာပေါ့နော်နောက်တစ်ခွကျတော့တူတူအတိတ်ပဲမဲနဲဒီဟာလေးအနေကင်းနောက်တစ်ခွကျတော့အာအာပါတိတ်ပဲအသင်ခမရ ဒီကလည်းအနေငယ်တဘောပေါက်ပြီနော်2နဲ့ up နဲ့နန်စားချင်းတူတယ်သို့သောကျွန်တော်တို့ up ကိုလေးစားတဲ့နေရာမှာအလိုမျိုးကိုယ်ထက်ကြည့်တဲ့သူတွေကိုခေါ်ဖို့အတွက်ဒီ up ဆိုတဲ့စကားလုံးကိုတုံးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ tum tum အတိတ်ပဲအတင်တို့နန်တို့မန်တို့ဒီစကားလုံးကအမေတကယ်တော့အများကြီးသို့သောဒီစကားလုံးကိုတော်တော်များများနေရာတွေမှာအနေကင်းကတွေးလို့သုံးတယ်။ဥပမာပြန်ကျွန်တော်တို့ဒီတော်တော်များများသိချင်းတွေမှာတုံမီဟိုဘာညာလို့သိချင်းတွေရှိတယ်။အဲ့ဒီသိချင်းတွေမှာ တွမ်ရဲ့အတိတ်ပဲမင်းဒါမှမဟုတ်နေဒီလိုမျိုးအနေကအအတိတ်ပဲတွေ့အသုံးပြုထားတာပေါ့နော်နောက်တစ်ခုကကြတော့ဟမ်ဟမ်အတိတ်ပဲကျွန်တော်တို့ကျမတို့ဒီအားလေးများခင်အဲ့တော့တေချာချင်းမြေဆိုလို့ရှိရင်ဒီနန်စားတွေမှာဒီကနေဒီနေရာထိအကုန်လုံးအနေကင်းဖြစ်တယ်ဒီနှခုကြတော့အများကင်းဖြစ်တယ်သဘောပေါက်ပြီနော်ဒီဒီသဘောပေါက်ပြီဆိုလို့ရှိရင်ဒီဘက်မှာရှိနေတဲ့စကားလုံးတွေကိုဖတ်မယ်ဒီမှာဟွန်းဟဲအဲ့လိုမျိုးစကားလုံးတွေရှိတယ်ဒီစကားလုံးတွေရဲ့အတိတ်တွေကရှိသည်ဖြစ်သည် တဘောပေါက်ပြီနော်ဟွန်းအတိတ်ပဲလေးရှိသည်ဖြစ်သည်ဟဲအတိတ်ပဲလေးရှိသည်ဖြစ်သည်ဟင်းအတိတ်ပဲလေးရှိသည်ဖြစ်သည်ဟိုးအတိတ်ပဲလေးရှိသည်ဖြစ်သည်အကုန်လုံးအတိတ်ပဲရှိသည်ဖြစ်သည်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးအကုန်လုံးကိုဘာဖြစ်လို့ကြက်ရမလဲတစ်ခုပဲကြက်မှာပဲဒီတစ်ခုနဲ့ပဲကျွန်တော်တို့စကားပြောမှာပေါ့အဲ့လိုမရဘူးဒီဟာတွေရဲ့အတိတ်ပဲတူဝင်မင်းလေးသူတို့ရဲ့အတုံးအနှုံးမတူကြဘဲဒါကြောင့်ကျွန်တော်တို့အကုန်လုံးသိဖို့လိုတယ်တခုပဲတတိထားမယ်အနေကိန်းနဲ့ကြတော့ကျွန်တော်တို့ဟဲသုံးတယ်အမြကိန်းနဲ့ကြတော့ဟင်းသုံးတယ် ဒီနခုမနိုင်ရရပြီတဘောပေါက်ပြီနော်နန်စာအနေကင်းဆိုရင်ကျွန်တော်တို့နောက်ဆုံးမှာဖြစ်တဲ့အတိတ်ပဲအတွက်ဟဲသုံးတယ်နန်စာအများကင်းဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးမှာအတိတ်ပဲဖြစ်တဲ့အတိတ်ပဲရဖို့အတွက်ဟင်းဒါမှမဟုတ်ဟိုသုံးတယ်တဘောပေါက်ပြီလားအခုကျွန်တော်တို့ကျွန်တော်ဖြစ်တယ်လို့ပြောဖို့အတွက်ဘာပြောရမလဲမိုင်းဟွန်းလို့ပြောရမယ်ဒီဘက်မှာမိုင်း ဒီဘက်မှာဟုံးအဲ့ဒါကြောင့်ဆရာကဒီဟာကိုဇယပုံတွေမျိုးဆွဲထားတာဗောနော်အဲ့တော့မိုင်းနဲ့ကြတော့ကျွန်တော်တို့ဟုံးသုံးမယ်ဝိုးနဲ့ကြတော့ဟဲသုံးမယ်အဲရေးနဲ့လေ ဟဲသုံးမယ်ပြီးတော့တူနဲ့လေဟဲသုံးမယ်အဲ့တော့တေချာကြည့်မယ်ဆိုလို့ရှိရင်အနေကင်းတွေနဲ့ကျွန်တော်တို့ဟဲသုံးနေတာပြီးတော့အမြကင်းနဲ့ကြတော့ကျွန်တော်တို့ဟဲသုံးတယ်ကျွန်တော်တို့ဖြစ်တယ်လို့ပြောဖို့အတွက် ham hen လို့ပြောမယ်နော်ဆရာကဒီဘက်မှာဟဲရေးထားတယ်ဒီဘက်မှာမာသွားတာဒီပမာလို့ရေးထားတာမှန်နေတယ်နော် hen ဗောနော် ham hen ကျွန်တော်တို့ဖြစ်တယ် အခုဇေယျတို့ဒီဘက်မှာရှိနေတဲ့နန်စားတွေနဲ့ဒီဘက်မှာရှိနေတဲ့ရှိသည်ဖြစ်သည်ဆိုတဲ့စကားလုံးတွေကိုပေါင်းပြီးတော့စာစင်နိုင်ဖို့ကြိုးစားမှာပေါ့နော်။စာစင်တဲ့နေရာမှာဇေယျစာတွေကပြောပြီးသွားပြီ။ဗမာစကားနဲ့အူရိုဘာသာစကားကကိုယ်စင်ကရခိုင်တို့ဆန်တူတယ်။အဲ့တော့ဗမာစကားမှာပဲစကားလုံးကိုပဲနေရာမှာထည့်။အူရိုဒူစကားမှာလည်းအဲ့ဒီစကားလုံးကိုအဲ့ဒီနေရာမှာပဲထည့်ပြအသုံးပြရတာပေါ့နော်။တချို့နေရာတွေမှာပဲပြောင်းပြန်လာတာမျိုးရှိတယ်။အဲ့ကနေနေရာတစ်ခုကပါလေအရေးအတွက်ကနေတွေ့ပေါ့နော်ပမာပြကျွန်တော်တို့လူ9ယောက်ပြောင်းရင်လူကိုအရင်ယူလာတယ်9ကိုဒုတိယနေရာမှာယူလာတယ် ။ဥရုဒုစကားမိုက်ဒီအရွယ်တက်ကရင်လာတယ်။လူ၅ရောက်ဆိုရင်၅ရောက်လူအလိုပြတယ်။ပါချာတမီတပပောက်ပြီနော်။အလိုမျိုးစာအုပ်တုပ်ပြောမယ်ဆိုလို့ရှိရင် AK တပ်အလိုပြရတယ်။တပပောက်ပြီနော်။အခုကျွန်တော်တို့စာစီမယ်။ My egg student ဟိုကျွန်တော်ဒီចောင်းတတ်တယောက်ဖြစ်တယ်။ My date ပဲကျွန်တော် egg student ចောင်းတတ်တယောက်ဟွန်းဖြစ်တယ်။ကျွန်တော်တို့ကပုံမှန်ဖတ်ပြီးသွားပြီ။နန်စာ my ဆိုရင် ဖြစ်တဲ့အတိတ်ပဲတွဲဟွန်းလာတယ်။တပပောက်ပြီနော်။ကြံတဲ့အနေကင်းတွေအတွက်ဟဲလာတယ်။ အဲ့ဒါကြောင့်ဒီမှာအရှိမမိုင်းလာတော့နောက်ဆုံးမှဟွန်းလာတာပေါ့နော်မှန်တယ်နော် နောက်တစ်ခုတတိထားမယ်ဆရာကဒီစာအုပ်မှာအဲအင်္ဂလိပ်စကားလုံးစကားလုံးတွေအများကြီးရေးထားတယ်ဘာကြောင့်လဲဆိုတော့အဲအိန္ဒိယမှာအပြင်လောကမှာကျွန်တော်တို့ဘာသာရေးအကြောင်းမဟုတ်ပြင်းတယ်အဲ့လိုအဆွေအကြောင်းတို့အဲ့လိုမျိုးတရင်စာတွေဘာတွေမှာအဲအင်္ဂလိပ်စကားလုံးတအားရေးတယ်အဲ့ဒါကြောင့်ဆရာလည်းသူတို့တုံးတယ်အုံအနှုံးများတဲ့စကားလုံးတွေကိုဒီမှာထည့်ထည့်ရေးခဲ့တာပေါ့နော်နောက်တစ်ကြောင်းကကြတော့ wo ek teacher hai tu di အဲဆရာတယောက်ဖြစ်တယ် teacher ဆိုတာကအင်္ဂလိပ်စကားလုံးဆရာပေါ့နော် wake teacher ဟဲ့သူဒီဆရာတယောက်ဖြစ်တယ် what day ဖြစ်သူ egg teacher တဲ့ဖြစ်ဆရာတယောက် hair day ပဲဖြစ်တယ်အဲ့တော့အရှိမအနေကင်းဆိုရင်နန်စာအနေကင်းဆိုရင်ကျွန်တော်တို့အနောက်မှာဖြစ်တဲ့တဲ့ဖြစ်အတွက် hair တုံတယ်နော်မှန်တယ်နော်ပြီးတော့ဘာမစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လေလုံဝကွတ်တစ်ဖြစ်တယ် wo to egg teacher ဆရာတယောက်ဖြစ်တယ် hair တဘောပေါက်ပြီနော်နောက်တစ်ကြောင်းကကြတော့ ये एक किताब है दियादे तो साउट ऑफ छेद हिमालय एरिया टाइम में ये सोरे सगालों अन्य गेम छेद नौ सौ माँ चनो रो है तो उठा रहे तब बाबा भी नौ फिर बमा सगाने टाइम में सोले लोमा टू रे ये दिहा एक किताब साउट ऑफ तो है छेद तब बाबा भी नौ नौ तो जंग आचारो टू एक लड़का है मैं दी काउंट ऑफ छेद टू आ दे मैं एक लड़का दे बे काउंट ऑफ है दे बे छेद एरो बमा सगाने टाइम चीन ले लोमा टू रू ပြီးတော့ရှေ့မှာနန်ဇာက2အနေကင်းဖြစ်တော့ကြောင်းနောက်ဆုံးမှာဟဲလာတာဗောနော်ပြီးရနောက်တစ်ကြောင်းကကြတော့ up egg professor ကို professor တက်ပြီးကြောင်းအောင်ဆရာဗောနော် professor နော်ဆရာတို့အပေါ်မှာဖတ်ပြီးသွားပြီး up နဲ့ကြတော့ကျွန်တော်တို့အများကင်းဥစ္စာသုံးတယ်နော် hand ဒါမှမဟုတ် hold သုံးတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီမှာနောက်ဆုံးမှာ hold သုံးထားတယ်ဗမာစကားနဲ့တိုင်းကြည့်ရင်လည်းလုံးဝအတူတူပဲဆရာရတာလည်းထပ်မပြောပြရတော့ကိုယ့်ဘာသာကိုတိုင်းကြည့်ဗောနော်အဘဒေဗျာတဲ့အိတ်ပရိုဖက်ဆာအကြောင်းဆရာတယောက်ဟိုဖြတ်တယ်နောက်တစ်ကြောင်းကကျတော့ two students ဟို တွမ်အတိတ်ပဲအတန်တို့အပေါ်မှာဖတ်ပြသွားပြီမန်တို့နန်တို့เนาะအများကြီးအဲဒါကြောင့်နောက်ဆုံးမှာ ho ဒါမှမဟုတ် hand လာမှာပေါ့เนาะအဲတော့ဆရာက ho ရေးထားတယ် students ဒီကဟို student စကားလုံးရဲ့အများကြီးအဲဒါကြောင့်ဒီမှာ s အနေနဲ့စင်ရေးပေးထားတာเนาะ tum student ဆိုမန်တို့ဒီចောင်းသားတွေဖြစ်တယ်ပမာစကားနဲ့လည်းလုံးဝတူတယ်เนาะနောက်တစ်ကြောင်းကကြတော့ ham musliman ဟဲ့ကျွန်တော်တို့ဒီ musliman တွေဖြစ်တယ် ham အများကြီးဖြစ်တော့ကြောင်းနောက်ဆုံးမှာကျွန်တော်တို့ hand သုံးထားတယ် သဘောပေါက်ပြီနော်မမစကားနဲ့တိုင်းချင်းမယ်ဆိုရင်လည်းလုံးဝအတူတူပဲသဘောပေါက်ပြီလားဆရာတို့ဒီဘက်မှာဖတ်ခဲ့တာတွေကအကုန်လုံးအဖြေစာကြောင့်ဖြစ်တဲ့ affirmative sentence ဖြစ်တဲ့ အခုကျွန်တော်တို့ negative sentence အငြင်းစာချုပ်စီဖို့ကြိုးစားမှာပေါ့နော်အငြင်းစာချုပ်စီတဲ့အခါလဲပမာစကားတိုင်းပဲပမာစကားမှာပဲစကားလုံးပဲမှာထည့်ခဲ့လေဒီ harf nafi ma ဆိုတဲ့စကားလုံးကိုပဲနေရာမှာထည့်ပြီးသုံးခဲ့လေ ururuba ta စကားမှာလဲအဲ့ဒီ mahub ဆိုတဲ့စကားလုံးကိုဒီနေရာမှာပဲထည့်ပြီးအသုံးပြုမှာပေါ့တပပောက်ပြီနော်အဲ့လိုဆိုလို့ရှိရင်ဒီဘက်မှာ my ex student ဟိုကျွန်တော်ကြောင်းတတ်တယောက်ဖြစ်တဲ့ဒီစာချုပ်ကိုပမာလိုအငြင်းစာချုပ်လုံးရင်ဘယ်လိုဖြစ်လဲကျွန်တော်ကြောင်းတတ်တယောက်မဟုတ်ဘူးအဲ့ဒီ ma ကိုပဲနေရာမှာထည့်သုံးလေ ဟုတ်သည်ရှိသည်ဖြစ်သည်ဆိုတဲ့စကားလုံးရရှိမှာဥရုဒုစကားမှာလည်းအဲ့ဒီမာဆိုတဲ့ဟာဖင်နာဖီကိုမာဆိုတဲ့စကားလုံးကိုရှိသည်ဖြစ်သည်ရရှိမှာထည့်ပြီးတုံးပါပဲတပပောက်ပြီနော်အဲ့ဒါကြောင့်ဟာဖင်နာဖီကဥရုဒုဘာသာစကားမှာဒီစကားလုံးဖြစ်တယ်နဟိနဟိအတိတ်ပဲမမဟုတ်ဘူးဗောနော်အဲ့ဒါကြောင့်ဒီဘက်မှာရှိနေတဲ့စကားလုံးတွေကိုကျွန်တော်တို့အညက်စာကြောင့်လုံရင်ဘယ်လိုလုံရမလဲ my ek student ဟုတ် my ek student နဟိဟုတ်အဲ့ဒီနဟိတလုံးကိုဒီနေရာမှာထည့်မယ်တပပောက်ပြီနော် ဝေးတီချာဟဲသူဒီဆရာတယောက်ဖြစ်တဲ့ဝေးတီချာနဟင်းဟဲသူဒီဆရာတယောက်မဟုတ်ဘူးလုံးဝဗမာစကားတိုင်းပဲသဘောပေါက်ပြီနော်အဲ့တော့ဒီဘက်မှာဆရာနောက်ထပ်ပမာ၃ချောင်းရေးပေးထားတယ်ဒါလည်းဖတ်မှာပေါ့နော် my egg bewokuf nahi ho ကျွန်တော်ဒီအယူတယောက်မဟုတ်ဘူးအဲ bewokuf အတိတ်ပဲစက်မပြဲတဲ့ကောင်းကိုဟောတယ်ပေါ့နော်စက်မပြဲတဲ့သူပေါ့နော် my egg bewokuf nahi ho ကျွန်တော်ဒီအအယူတယောက်မဟုတ်ဘူး my အတိတ်ပဲကျွန်တော် egg bewokuf အယူတယောက် nahi ma ဟွန်းဘူး မိုင်းအိတ်ဘေကိုဖနေဟင်းကိုကျွန်တော်အအယူတယောက်မဟုတ်ဘူးနောက်တကြောင်ကကြတော့ဝိုအိတ်ဒေါက်တာနဟင်းဟဲသူဒီဆရာဝန်တယောက်မဟုတ်ဘူးဝိုနန်ဇာအနေကင်းဖြစ်ရင်ကျွန်တော်တို့နောက်ဆုံးမှာဟဲသုံးတယ်အဲဒါကြောင့်မှန်တယ်ဗောနောနောက်တစ်ခုကနေဟီကိုကျွန်တော်တို့ဘယ်နေရာမှာထဲသုံးမှလဲရှိသည်ဖြစ်သည်ဆိုတဲ့စကားလုံးရရှိမှာအဲဒါကြောင့် hair date ပဲရှိသည်ဖြစ်သည်နေဟီစကားလုံးကိုသူရရှိမှာထဲထားတယ်ဝိုထိုသူ एक डॉक्टर सियावन टयक नहीं है महबूब လုံးဝဗမာစကားနဲ့အတူတူပဲတဘောပေါက်ပြီနော်ဟမ်ဘေဝကုဖ်နေဟီဟဲဟမ်အဒိတ်ပဲကျွန်တော်တို့အမြခင်အမြခင်ဆိုရင်ကျွန်တော်တို့ရှိတဲ့ဖြစ်တဲ့အဒိတ်ပဲတွေ့ပါတော့လေဟန်းတော့လေအဲ့ဒါကြောင့်ဆရာဒီဘက်မှာဟန်းယူလာတယ်တဘောပေါက်ပြီနော်ဟမ်ဘေဝကုဖ်နေဟီဟဲကျွန်တော်တို့ဒီအယူတွေမဟုတ်ဘူးဒီစာကြောင်းတွေကိုဆရာကဒီဘက်မှာဗမာလိုအတန်ထွက်ရေးပေးထားတယ် သဘောပေါက်ပြီနော်အဲ့လိုဆိုရင်ကျွန်တော်တို့ကဖြေစာကြောင်းညှက်စာကြောင်း affirmative negative sentence တွေတီးသွားပြီအခုဒီပုံစံနှစ်ခုနဲ့ခက်ဆက်တွေကိုယူပြီးတော့ကြက်ပြီးတော့ကျွန်တော်တို့စကားတွေအများကြီးပြောနိုင်ကိုစူးစမ်းမယ်ဒီလိုမျိုးလေ့ကျင့်ခန်း exercise တွေလုပ်မယ်အဲ့လိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တရက်အတွင်းမှာဒီပုံစံနဲ့ဒီစာကြောင်းနဲ့စာစီတက်သွားမယ်စကားပြောတက်သွားမှာပေါ့နော်အတေကလေ့ကျင့်ဖို့အရေးကြီးတာပေါ့နော်ဟောဒီခက်ဆက်တွေကိုဖတ်လိုက်မယ်ဂါဂါအတိတ်ပဲအိမ်နောက်တစ်ခုကဂါရီဂါရီအတိတ်ပဲကား নাওটো হোৱা যাৰ দোকান দোকান আদেই বে চাই নাওটো হোৱা যাৰ মৈদান মৈদান আদেই বে যা গুৱে মন গুৱে মন গ্ৰাউণ্ড প্লে গ্ৰাউণ্ড বাৰু সৰে বনো নাওটো হোৱা যাৰ মাদ্ৰাছা মাদ্ৰাছা আদেই বে আৰবী যাওঁ মন চাদাং যাওঁ বাদায়ে যাওঁ নাওটো হোৱা যাৰ স্কুল স্কুল আদেই বে স্কুল আদে ভিলেজ আও মাদ্রাসা আদে ভিলেজ আও স্কুল গোচার আসুয়া যাও তো তো না বনো স্কুল নাও তো গোচার মসজিদ মসজিদ গা পলি বনো মসজিদ মন্দির মন্দির গা চার হিন্দু ফেয়া যাও বনো মন্দির নাও তো গোচার রাস্তা রাস্তা আদে বেলনা গোহরা রোড বনো আর এই ডি রোড স্ট্রিট লেখরা স্টিয়ার ই টি স্ট্রিট ন রাস্তা লে বনো নাও তো গোচার কামরা দিয়া ক্যামেরা মহবু ন কামরা কামরা আদে အခင်းပေါ့နော် ROOM room အခင်းအခင်းကိုကင်မရာလို့ခေါ်တယ်နောက်တစ်ခုကကြတော့ကာဂဇ်ကာဂဇ်အတိတ်ပဲစက်ကိုစာရွက်ကာဂဇ်ကလမ်ကလမ်အတိတ်ပဲဘောပဲပန်ပေါ့နော် maze maze အတိတ်ပဲစပွေးခုံ table ပေါ့နော် table maze နောက်တစ်ခုကကြတော့ कुर्सी कुर्सी အတိတ်ပဲကလထိုင် kitchen kitchen di sagalong ale di sagalong le english sagalong phit de oh kitchen bo no mi bo chang kitchen nashta নাস্তা দেই বে মং নাস্তা বনো মং সারে মং বনো ব্রেকফাস্ট দোবা দোবো ন চাই চাইয়া দেই বে লফে চাই পানি পানিয়া দেই বে ইয়ে নাউটকুয়া রুটি রুটিয়া দেই বে নেমিয়া বনো রুটি নাউটকুয়া চার ভাত চাওল চাওল লে হরে ভাত লে হরে চাওল ইয়ে মুয়ে আদেই বেগা চার সে ভাত আদেই বে ঠেমে তো দ লুরেগা ঠেমে গলে চাওল লোক হজারে নামিয়াও লোক হরে সে গলে চাওল হরে ထမင်းကိုလည်းဂျာဝလ်ခေါ်တယ်အဲ့တော့ဂျာဝလ်ပြောပြောဘတ်ပြောပြောထမင်းကိုပြောနေတာဗောနော်ဆန်ကိုလည်းပြောလို့ရတယ်ဂျာဝလ်ဗောနော်နောက်အဲဒီထိသဘောပေါက်ပြီနော်ဒီခက်ဆက်တွင်းနဲ့ကျွန်တော်တို့အရှိမနန်စားကိုထိပြီးတော့စာစီနိုင်ဖို့ကြိုးစားမယ်အခွန်နာဒီမှာစာစီနင်းကျွန်တော်တို့ဖတ်ပြသွားပြီသဘောပေါက်ပြီနော်ဥပမာပြင်ဒီဟာအင်္ဂလုံးဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင်ဒီဟာကိုကျွန်တော်တို့ဘာခေါ်လဲရေး ဒီဘက်မှာဖတ်ပြီးသွားပြီနော်ရေရအတိတ်ပဲဒီဟာနောက်ဆုံးမှာဖြစ်တဲ့အတိတ်ပဲအတွက်အနေကင်းဆိုတော့ဟဲလာမယ်အဲ့တော့အိမ်တလုံးအိမ်ကိုဘယ်နေရာမှာထဲမှာလဲဗမာစကားမှာဘယ်နေရာမှာထဲလဲဥရုဒုစကားမှာလဲဒီနေရာမှာထဲဒီဟာအိမ်တလုံးဖြစ်တဲ့ရေအိမ်တလုံးအေဂရ်ဖြစ်တဲ့ဟဲရေဂရ်ဟဲတပတ်ပေါ့ပြီနော်ဂါရီဂါရီအတိတ်ပဲကာပေါ့နော်အဲ့တော့ထိုဟာဒီကာတစီဖြစ်တယ်ပြောရင်ဗမာစကားတိုင်းပြောမယ်နော်ထိုဟာဝိုအေဂါရီ ကာတစီဖြစ်တဲ့ဟဲဝေကာရီဟဲတဘောပေါက်ပြီနော်အဲ့လိုမျိုးကိုဘာသာကိုဒီစကားလုံးတွေနဲ့လေ့ကျင့်ဖို့ကြိုးစားမယ်လေ့ကျင့်မယ် exercise လုပ်ရင်ဒီအရွေအကုန်လုံးနဲ့စာကြောင်းစေကြောင်းလောက်စီလို့ရတယ်ပမာပြင်ဝေကာရီဟဲယေကာရီဟဲဟမ်ကာရီမဲဟဲဒူကာရီမဲဟဲဒီလိုမျိုးဟမ်ကာရီမဲဟဲဒီလိုမျိုးစာကြောင်းတွေစီလို့ရတယ်တဘောပေါက်ပြီနော်အဓိက exercise လုပ်မယ်နော် ဒီဘက်မှာထပ်ပြီးခက်ဆက်တွေ့ရှိတယ်ဗောနော်ဥပမာပြင်မိုင်းဒီဟာမိုင်းမဟုတ်ဘူးเนาะဒီဟာမဲကျွန်တော်တို့အပေါ်မှာမိုင်းတစ်ခုဖတ်ခဲ့တယ်နန်စာသူ့ရဲ့စာလုံးပေါင်းနဲ့ဒီစကားလုံးရဲ့စာလုံးပေါင်းကအတူတူပဲသို့တော့အတိတ်ပဲမတူဘူးအတန်ထွက်လည်းမတူဘူးဒီဟာကြတော့မဲအပေါ်ကဟာကြတော့မိုင်းမဲအတိတ်ပဲအထဲမှာတဘောပေါက်ပြီနော်မဲအတိတ်ပဲအထဲမှာဆေအတိတ်ပဲဆေဆေအတိတ်ပဲကြတော့ကမှတ် အတိတ်ပဲเนาะပမာပြန်ရန်ကုန်ကမန္တလေးကဆရာတိတ်ပဲကမှနောက်တစ်ခုကကြတော့ပါရပါရအတိတ်ပဲအပေါ်မှာပါရအတိတ်ပဲအပေါ်မှာတက်တက်အတိတ်ပဲအဲထိအိမ်ထိကြောင်းထိအဲ့ဒီထိကိုတောက်လို့ခေါ်တယ်နောက်တစ်ခုကကေဆတ်ကေဆတ်အတိတ်ပဲနဲ့အတူကေဆတ်အတိတ်ပဲနဲ့အတူငါနဲ့အတူသူနဲ့အတူနောက်တစ်ခုကကြတော့ကီတရာဖ်ကီတရာဖ်အတိတ်ပဲဖတ်ကိုသူ့အတိတ်ပဲဖတ်ကိုအတိတ်ပဲ ចောင်းទុអេងទុហ្សេទុអីលុញ៉ាដេបិណូគីតារ៉ាហ្វណៅតខ្វះចារោគេសាមណេគេសាមណេអដេបិអាឈេម៉ាគេសាមណេអាឈេម៉ាណៅតខ្វះចារោគេពីឆេគេពីឆេគេពីឆេអដេបិអណៅម៉ា KP ခြေအနောက်မှာနောက်တစ်ခွက်ကျတော့ K pass K pass အတိတ်ပဲအနည်းနာမှာအနည်းနာမှာ K pass နောက်တစ်ခွက်ကျတော့ K နေခြေ K နေခြေအတိတ်ပဲအောက်မှာ ဒီဘက်မှာဒီစကားလုံးတွေမှာဆရာကအရှိမကေတလုံးစီထည့်ရထားတယ်ဒီကေတလုံးကအမေရိကန်တို့ဒီဟာတည်တဲ့စကားလုံးတလုံးဖြစ်တယ်ဒါပေမဲ့ဆရာဒီမှာရေးပြထားတာတာတို့သမင်းတို့ကြက်တာခါပြောတာခါလွေကူဝတ်တွေဒီမှာယူလာတာမောင်းရင်ဒီမှာကေမပါဘူးစာတရဖ်ဆမ်နေပီချေတတ်တတ်ပဲဒါပေမဲ့ကျွန်တော်တို့ပြောတာခါဒီစကားလုံးတွေကကေမပါဘင်းနဲ့အဲ့လိုမလာဘူးစာစီတဲ့နေရာမှာအဲ့ဒါကြောင့်ဆရာဒီစကားလုံးတွေကိုထည့်ပေးထားတာ တဘောပေါက်ပြီနော်အခုဒီစကားလုံးတွေအကုန်လုံးကိုကျွန်တော်တို့အသုံးပြုပြီးတော့ဒီမှာအခွမ်းနဲ့စာစီတဲ့ပုံစံနဲ့စာစီနိုင်ဖို့ကြိုးစားမယ်ဥပမာဖြင့်ကျွန်တော်အိမ်မှာရှိတယ်လို့ပြင်ရင်ကျွန်တော်ကပါခေါ်လဲမိုင်အိမ်မှာအိမ်ကိုပါခေါ်လဲဂရ်အဲ့တော့မိုင်ဂရ်မမေမိုင်ဂရ်မေဖြစ်တဲ့ရှိတဲ့ဟဲမိုင်ဂရ်မေဟဲမိုင်ဂရ်မေဟွန်းကျွန်တော်တို့မိုင်းနဲ့ဟွန်းသုံးတာပေါ့နော်မိုင်ဂရ်မေဟွန်းကျွန်တော်အိမ်မှာရှိတယ်အဲ့လိုမျိုး အဲမဲအိမ်မှာရှိတယ်လို့ပြောရင်နဲအိမ်မှာရှိတယ်လို့ပြောရင်မဲကိုနဲကိုပါဟုတ်လဲ2အဲ့တော့မဲ2အိမ်မှာ gar me အိမ်မှာရှိတယ်ဟဲ2 gar me ဟဲဒီလိုမျိုးပေါ့နော်အဲ့ဒါကြောင့်အဓိကတော့ exercise များများလုပ်မယ် exercise များများလုပ်ရင် inshallah တနင်္ဂနွေအတွက်မှာဒီသင်ခန်းစာတစ်ခုလုံးဟိုလုံးဝကျွမ်းကျင်သွားမှာပေါ့နော် inshallah ကျွန်တော်တို့နောက်တစ်ခု recording မှာအဲမဲခွန်စကားလုံးတွေကိုဘာမှအစာကြောင်းတွေကိုစေမှာပေါ့နော်